ားလုံးပဲမင်္ဂလာညချမ်းလေးပါ။ခြောက်ချားဖွယ်ပရရောဂဇလန်းတွေကိုပြောပြမယ်အစီအစဉ်လေးရနေကြိုဆိုလိုက်ပါတယ်ဗျာ။ကျွန်တော်ဒီနေ့ညတော့စာရေးဆရာတာတီရဲ့ပီယာဆေးဆိုတဲ့ပရရောဂဇလန်းလေးအစအဆုံးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဇလန်းလေးမစခင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားပြီးဘေးနာခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ပီယာစေကျုံနမီယာတာသေးပါကျုံနေတာကအညာသေးတာပေါ့ဗျာ ကျုပ်တို့ရွာကိုထဏောင်းကုန်းလို့ခေါ်တယ်ဗျအင်ဂျီတော့တရားလောက်တော့ရှိတပါတကြီးကဥဖိုးတင်ဗျလွတ်စိတ်သူတဲ့အဖိုးကြီးပါဗျကျုပ်တောင်ရွာထဲမှာရံဖြစ်လို့၆ပေါက်ထဲဝင်လိုက်ရသေးတယ်ဗျ၆ပေါက်ဆိုတာထိတ်သုံးကိုပြောတာလေကျုံမိပါတွေကတော့လူချမ်းသာတွေတော့မဟုတ်ဘူးပေါ့ဗျာအသင်းအသင်းပါပဲစားနိုင်တောက်နိုင်သေးတာပေါ့တကယ်တော့လက်ရလက်ရပါပဲຢ່າတယ်လဲ ိတ်မဝင်တခါတလေအဖေးကိုလိုက်ကူလာတော့ပဲရှိတာပါကျုပ်ကလူမွေးသမားပြရွာရေးရဲ့ရေးဆိုရင်တော့ကျုပ်မပါလို့ပြီးတာမဟုတ်ဘူးလေတာသေးအလူကိစ္စတိုင်ပင်ခြင်းလို့အိမ်ဘက်ကိုရှောက်ခဲ့ပါအောင်ကွာလို့ကိုလို့ကိုတကူးတကလာပြီးဖိတ်ကန်နာပြုရတဲ့ကောင်းလေကျုပ်ကလည်းရဲ့ရွာရေးလုံနေကြဆိုတော့အထာတီးပြီးသားပြကျုပ်လို့ရင်ဘာမဆိုတက်တက်ခခန်းနဲ့ကိုပြီးသွားတာ အဖေနဲ့အမေကလည်းကျုပ်ကရွာထဲမှာအရေးပါတဲ့လူဖြစ်နေတာကိုသဘောကျကြတယ်လေဒါပေမဲ့ခက်တာတခုရှိတာဗျအဲ့ဒါကတော့ကျုပ်ရဲ့ဝါသနာလေးဘာလဲဆိုတော့အာကြီးဆက်စုချင်တာဗျကျုပ်ကငငယ်ကလေးကဘာမဆိုလှုပ်တည်ချင်တာလေထူးထူးတဆန်ထူးထူးဆန်းဆန်းကိစ္စဆိုရင်ပူရောင်ဆိုးသေးဗျပေးရမှာဆွဲချကြတည်လို့လဲဆိုရင်တာတီရှိဆုံးကရောက်ပြီးသားဗျဘသူပိုးထီလို့လဲဆိုရင်တာတီရှိတာပဲတာတီလက်ပေါ်မှာတင်ဆုံးသွားတဲ့လူတွေမနှဲတော့ဘူးလေ ဒီတော့လေထနောင်းကတာတီဆိုရင်အနီးနာကဗန်ပွေကုန်းဝက်စုငွေတွင်းကုန်းတာယာကုန်းစတဲ့ရွာတွေကမတိတဲ့လူမရှိသလောက်ပါပဲအဲ့ဒီရွာတွေထဲမှာဗန်ပွေကုန်းကကိုပေတီးကိုတော့တာတီတော်တော်ခင်နာဗျဘာဖြစ်လို့လဲဆိုတော့ကိုပေတီးကလည်းတာတီလိုပဲနေရတကဆက်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 နဲ့ပါတဲ့လူဒါပေမဲ့သူကပေယောကကိုလှုပ်ဝါဒနာပါတဲ့လူဟိုရွာဒီရွာတွေတော့ဆရာတွေနောက်လျှောက်လိုက်ပြီးတော့ပညာယူဆိုပဲ ကိုပေဒီပယောဂကုတဲ့နောက်ကိုတာတိတခါနှခါလိုက်သွားဘူးတယ် ကိုပေတီကစိုးတော့မစိုးဘူးဗျလူပုံကတော့အရက်ပူပြက်ပြက်ဂင်တူတူအသားခတ်မဲမဲမျက်လုံးကပြူပြူနှာခေါင်းကကြီးကြီးဒီကြားထဲမှာခန့်ချောင်းအောင်ဆိုပြီးနှာခမ်းမွေးကလည်းထားလိုက်သေးတဲ့ဗျာသူ့နှာခမ်းမွေးကြီးကလည်းအပြားကြီးကြီးဆိုတော့ခန့်ညားတာမခန့်ညားတာတော့မသိဘူးသူ့မျက်နှာကြီးကတော့ကြောက်เสียတော်တော်ကောင်းတာပဲဗျပျောကချွတ်ပြီဆိုရင်အရှိနေထွက်အနောက်နေဝင်တောင်တန်းငါကွန်မြောက်တူဝန်အတွင် ပုံချင်းခိုချင်းကတ်နေချင်းမရှိเสียရဆရာဆရာကြီးတွေရဲ့တပည့်ကျော်ငါ ဆရာပေတိရဲ့အမိန်အခုချက်ချင်းချက်ချင်းဆိုချင်းနင်းဆိုနင်းဝင်းဆိုဝင်းကတ်ဆိုကတ်ပူးဆိုပူးပြန်အောင်မလေးတော့အောင်မလေးပြကိုပေတိကအမိန်ပြန်တဲ့အဆုံးမှာလက်ထဲကဆေးချိန်လုံးနဲ့ကြမ်းပြင်ကိုပြန်ကနေရိုက်လိုက်တော့ပျောကတော့မသိဘူးဖေးကဝိုင်းကြီးနေတဲ့လူတွေလန့်ပြီးထောက်ဟောကြတာပဲဘူးကျုပ်တောင်တုံသွားသေးတယ် ကိုဗေဒီကတော့ခက်တီတီပဲဗျာနှက်ခမ်းမွေးပြပြကြီးကိုလက်နဲ့တစ်ချက်တက်လာပြီးပျောကကုတဲ့မိန်းမကိုသူ့မျက်လုံးပြပြကြီးနဲ့စိုက်ကြည့်နေကမျက်တောင်တစ်ချက်မခတ်ဘူးပြို့သူ့ရှေ့မှာကျုံကျုံလေးထိုင်ပြီးဖျားစင်ကိုလက်အုပ်ချီထားတဲ့မိန်းမကလက်တွေကိုေးကောက်လာတော့တာပဲလာခဲ့လာခဲ့ငါဆရာပေတီရှေ့မှောက်ရောက်လာခဲ့ချင်းဆိုချင်းနင်းဆိုနင်းကက်ဆိုကက်ဝင်းဆိုဝင်းအခုဝင်လိုက်စမ်းဗျမ်းအောင်မလေး ကိုပေဒီကချမ်းပြင်းကိုဆေးချိန်လုံးနဲ့ပြန်ကနေရိုက်လူတွေကလည်းလန့်អော်ဒါပေမဲ့ကြုတ်ကြည့်တယ်ဗျသူတို့အားလုံးမျက်လုံးတွေကပျောကပူးနေတယ်မိမောက်စိုက်ကြည့်နေလိုက်ကြတာအသက်တောင်ရှူမိကြမယ်မပေါ်ဘူးဗျတဖြည်းဖြည်းနဲ့ကျုံကျုံထိုင်နေတဲ့မိမကတုံတုံရီရီဖြစ်လာပြီးအုံရက်သွားတဲ့အချိန်မှာကျုံကျုံထိုင်နေရကနေစက္ကနဲတင်ပြင်ထချိတ်တော်တာပဲဗျ ပြီးတော့ဆရာကိုပေတီးကိုလည်းစူးစူးကြီးကြည့်နေတော့တာကိုပေတီးကလည်းဘာရမလဲပေယောဂကိုမျက်တောင်မခတ်ပဲပြန်ကြည့်တယ်ပြို့ဩယောက်ျားကငါကမိမကတ်နေတယ်ထင်တာကဲပြောစမ်းဟိတ်ကောင်မင်းကဘယ်သူတုန်းကိုပေတီးကလက်ထဲကဆေးချိန်လုံးကိုမြှောက်ပြီးရိုက်မလို့လှုပ်မေးတာဗျာဒါမှဝင်ဘူးနေတဲ့တရေကနည်းနည်းတော့မတွန်ဘူးပြို့မင်းငါကိုရိုက်ရင်ရိုက်လိုက်လေကွာဒီမိမအသက်ကိုကူးချက်ချင်းနှုတ်ပစ်လိုက်မယ် ငါကူဘာများအောင်းမိနေကြတာတော့အေးမင်းကိုငါမရိုက်ဘူးမင်းဘာတူလဲဆိုတာပြောငါကနောက်ဘက်တော့မှနေရဲကောင်းกว่าဟင်းအနောက်ဘက်တော့မှနေရဲကောင်းကမပူကြည့်ဘူးဘာကြောင့်ဝင်ကက်နေတာတော့ဗျဟောဒီကောင်မအားကြီးနှုတ်ကြားချမ်းတာနှုတ်တအားချမ်းတာငါหนีတဲ့ကြီးပင်အောင်မှာလဲလာပြီးစသေးချတယ်ချက်ပြုတ်စားတယ်တော်တယ်ဝါလာခုတ်တိုင်းငါပင်အောင်မှာစသေးချတာ ဘဇက်ကလည်းလွတ်ချမ်းတဲ့မိန်းမကငါတို့လိုတက်ကြီးဝါကြီးတွေကိုအစားတောက်ကလေးတစ်စုံနှစ်စုံလုံချွေးရမှလည်းမသိလင်ကိုဆဲလို့ဆဲရေရုံမှမာတွေလည်းပြောလိုက်တာလွန်ပါရောဒင်းကိုကြောင်းမှန်းကံမှန်းသိအောင်ငါလှုပ်ထားတာကဒီကောင်မှတနည်းသုံးကဘိုက်အောင်တယ်မလားလိမ့်နေအောင်ခံရတယ်မလားအေးမှတ်သားလောက်ငါလှုပ်ထားတာကမင်းနာမည်ဘယ်လိုလဲ ငါနာမည်တော့ငါမသိဘူးတခြားသေးတွေခေါ်ကြကြတော့မှုေးနေကြီးတဲ့အသက်ဘယ်လောက်ရှိလေလဲအသက်ဘယ်လောက်ရှိပြီလဲငါအနောက်ဘက်တော့ရောက်တော့နင်တို့ရွာဒီနေရာမှာတော့ရှိတော့မရှိသေးဘူးငါအသက်က400ကျော်ပြီဟာအာလုံးတအံ့တော့ဖြစ်သွားကြတယ်ငါလုံရင်နင်တို့တရွာလုံးတန်းစီသေးသွားမယ်ဘာမှတ်နေလဲ ကဲကဲအနောက်ဘက်တော့မှနေတယ်ကျုပ်ထက်အသက် ပုံကြီးကြီးတဲ့အရန်ကြီးတဲ့ဗာမွေးနေကြီးဗျာကျုပ်ဆရာပေတီးကမေတ္တာရက်ခံပါလေမပူကြီးကိုကျုပ်တို့အားလုံးဝိုင်းဝန်းဆုံးမပါမယ်ဗျာနောက်ကိုနှုတ်အားမချမ်းတမ်းဖို့ပြီးတော့ဗာမွေးနေနေတဲ့ကြီးပင်အောက်မှာစသေးချချက်ပြုတ်စားတဲ့အခါတိုင်းဗာမွေးနေကိုလည်းဖိတ်ကန်နာပြုတ်ပြီးကျွေးဖို့မွေးဖို့ပြောပေးပါမယ်အခုဗာမွေးနေဗာများအလိုရှိပါတယ်လေ ကိုဘေတီးကလေးပြေကလေးနဲ့မေတ္တာရက်ခံတယ်ဗျမွေးနီကြီးကိုနည်းနည်းလန့်သွားလားတော့မပြောတတ်ဘူးပြုအမြဲတမ်းတကြွားကြွားတဝင်းဝင်းလှုပ်နေတဲ့သူ့ဆေးလိန်ဆေးကျိန်လုံးကြီးကိုတော့ကြမ်းမြင်မှာချထားလိုက်တဗျငါ့ကိုအမဲသားကြွေးကြဟာကြွေးပါမယ်ဗျာကြွေးပါမယ်ဘယ်လောက်များ စားကျင်ပါသလဲသုံးပိတ်တာကြွေးသုံးပိတ်တာဟုတ်လားကျွေးမယ်ဗျာကျွေးမယ်မနှက်ဖြန်ညက်နေနွားရိုင်းတွင်းချိန်မှာပါမွေးနေတဲ့ជីပင်အောက်ကိုလာပို့ပေးမယ် ျုပ်ကိုယ်တိုင်လာပို့မယ်အခုတော့ပူကြည်မကိုလှုပ်ထားတာလေတခုမှကြံပြန်ပြီးနှုတ်သွားပေးပါဗျာမေတ္တာရက်ခံပါတယ်ပူကြည်မမိမွေတိုင်းဖမွေတိုင်းဘာမှကန့်ညီမကြံရစ်ခဲ့အောင်နှုတ်ယူသွားပေးပါဗာမွေးနီအေးကောင်းပြီငါလှုပ်ထားတာတွေငါအခုပြန်သိမ်းလိုက်မယ်နင်တို့ဂတိမတီလို့ကတော့တရွာလုံးကိုငါသေးတက်ပြစ်မယ်ဟာမလုတ်ပါနဲ့ကြွေးပါမယ်ဗျာဘေးကကြည်နေတဲ့လူတွေလန်ပြီးတယောက်တစ်ပေါက်អော်ကြတာပဲပြော ဒီတော့တော့စိတ်ချပါကျုပ်ဟာတီလာတမာရီနဲ့ပြည်စုံနဲ့ဆရာပေသည်ပါကျုပ်အာမခံပါတယ်လို့ကိုပေသည်ကရုတ်တီကြီးနဲ့ပြောလိုက်တော့မပူကြီးတကိုယ်လုံးတဆက်ဆက်တုံလာတော့တာပဲဗျာလက်ကြီးကလည်းကာပြီးလေထဲမှာမြောက်တက်လာတယ်ပြီးတော့သူ့တကိုယ်လုံးကိုလက်ဖွားနဲ့တတ်ချတယ်ဗျလေးငါးကတတ်ချလိုက်ပြီးတော့မှဝါဆိုပြီးတော့ဝါဆိုပြီးတော့ပါးစပ်ဖြဲပြီးတန်းလိုက်တယ်မပူကြီးလည်းထိုင်နေရကနေပြော့ခွေသွားတော့တာပဲ ဟဲ့ပူကြည်ပူကြည်ကိုပေတီးရဲ့အကြဲကြဲကြီးနဲ့ခေါ်တဲ့အော်ခေါ်တန်ကြောင့်မပူကြည်စက်ကနေဖြစ်ပြီးခေါင်းမော့လာတယ်။ကိုပေတီးကသူ့ရှိမှာခြာလာတဲ့ရေစင်ကွက်ထဲကရေနဲ့မပူကြည်ကိုနှစ်ခါသုံးခါတောက်လိုက်တယ်။ပြီးတော့မျက်လုံးထဲကိုမျက်စင်းခတ်လိုက်သေးတယ်ဗျ။ကဲအားလုံးရှင်းသွားပြီပူကြည်ရေနင်းပဆက်ကိုနင်းဒီနေ့ရစပြီထိမ့်ပြီတော့နင်းကံကောင်းလို့မသေးတာငါလိုဆရာနဲ့တွေ့ပြီလို့ပေါ့တောင်းတန်းဆရာနဲ့တွေ့လို့ကတော့နင်းအသက်ပါသွားတော့ပြီရေ့ နဲတဲ့ကောင်ကြီးမဟုတ်ဘူးကခမည်းတော်အားလုံးကြားလိုက်တဲ့အတိုင်းပဲလေဟုတ်ပါတော့ပူကြီးရဲ့နင်းလေဆရာကိုပေတီးကယ်လိုက်ပြီလို့နောက်မှဆိုနင်းမလွယ်ဘူးနင်းပါဇက်ကလည်းတဲချမ်းတကူကဲကဲမနှက်ဖန်မျိုးကိုစောစောထထွားအမဲသားသုံးမိတ်သားဝယ်ခဲ့အကြီးတော်လုံးကြီးကပြောလိုက်တော့မပူကြီးရဲ့ယောက်ျားကိုတာတွန်းကစိတ်ချကြီး ကျုပ်မနက်ဝေလီဝေလင်းထထသွားပြီးဝေလာခဲ့မယ်မနက်ဖန်ညနေသွားရင်တော့ဆရာကိုပေသည်လိုက်ခဲ့ပါဗျာကျုပ်တို့ကြီးမသွားရဲဘူးဗျအေးပါငါလိုက်ခဲ့ပါမယ်တာတွန်းရာပြီးတော့မနက်ဖန်ကြရင်ငါပြောဘက်ကြီးကြီးသုံးလေးရွယ်ခုတ်ထားကြရေးစိတ်ချစိတ်ချကိုပေသည်ကျုပ်တို့အားလုံးအစင်သင့်လှူထားလိုက်ပါမယ်ပြောကထုတ်တဲ့ပွဲကတော့အောင်းအောင်မြင်ကိုပြီးသွားတာပြုနေတိုင်းပိုင်းအောင်လို့អော်နေရတဲ့မပူကြီးလဲယူပစ်တယ်လို့ပျောက်သွားတာပြုရွာသားတွေအားလုံးအံ့ဩတာပေါ့ဗျာ ိုပေတီးရဲ့တည်င်းကလည်းကြော်စောထွက်လာတာပေါ့လေဟိုရွာကလာခေါ်ဒီရွာကလာခေါ်လက်တော်မလဲဘူးဆိုပဲကျုပ်လည်းနောက်ပိုင်းတော့ကိုပေတီးနဲ့တိတ်မတွေ့ဖြစ်တော့ပါဘူးဗျာတရက်တော့ဗျာကျုပ်လည်းပြင်းပြင်းကြီးနဲ့မကြီးပင်အောင်မှာကွပြစ်မှာသုံးလုံးလှဲနေခဲ့တယ်ကိုဤသားသေးကိုဤသားသေးလာလေကွာဘယ်သူတော့လာခဲ့လာခဲ့ငါဒီမှာရှိတယ်ကျုပ်ကမကြီးပင်အောင်မှာအတန်အဲ့လိုအတန်ပြုတ်လိုက်တော့ ဝိုင်းတွေကိုကောင်လေးတယောက်ဝင်လာတယ်ဟာမြက်ပြူးပါလားလာလေကွာမြက်ပြူးကကြုတ်လဲနေတဲ့ကွက်ပြစ်အဆက်မှာဝင်ထိုင်လိုက်တယ်ကိုကြီးသာသေးရွာပြင်ဘက်ကဇရက်ပေါ်မှာလူကြီးတယောက်ရောက်နေတယ်ဗျအဲ့လူကြီးကပြောကိုင်းလိုက်လို့ကြုတ်လာပြောတာဟဲ့ဘယ်သူတုံးကကျုပ်လည်းမသိဘူးဗျကျုပ်တို့ထနောင်းကကတော့မဟုတ်ဘူးလူပုံလည်းပြောင်းလေမြက်ပြူးရဲ့အသားမဲမဲမျက်လုံးပြူးပြူးနှာခမ်းမွေးကြီးနဲ့ဗျလူပုံစံကတော့တမျိုးကြီးပဲကိုကြီးတာတည် ဩရက်ပူပူနဲ့လားဟုတ်တယ်ရက်ပူနဲ့လူကြီးဗျဩငါသိပြီမြက်ပြူအဲ့ဒါကိုပေသီးပဲအေးအေးငါသွားလိုက်မယ်ဒီလူဘာကိစ္စများရှိပါလို့အေးငါသွားလိုက်မယ်လို့ငါသွားလိုက်မယ်နော်မြက်ပြူအေးမြက်ပြူပြန်သွားတော့ကျုပ်လည်းပစိုးတထဲပခုံးပေါ်တင်ပြီးထွက်လာခဲ့တယ်ရွာပြင်ကဇရက်ပေါ်ရောက်တော့မျက်စိကြီးစုံမိပြီးတရားထိုင်တယ်လို့လို့ဘာလို့လို့လုံနေတဲ့ကိုပေသီးကြီးကိုတွေးလိုက်တယ် ကျုပ်ခြေတန်းကြတော့မျက်စိပြူးပြူးကြီးကိုဖွင့်ကြည့်ပြီဟာတာတီလာလီကွာငါမင်းနဲ့တွေ့ကျင်လို့လာခဲ့တာကွာကိုဗီတီးရလဲဗျာရွာထဲဝင်ခဲ့ရင်ပြီးရောအိမ်ရဲ့တီးရဲ့သားနဲ့ကဲလာအိမ်ကိုသွားမယ်ကိုဗီတီးရကပြခဲ့ရလက်ကပြတယ်မဟုတ်ဘူးတာတီရဲ့ငါတို့ကဆရာသမားတွေကွာရွာတရာကိုဝင်ကျင်တိုင်းဝင်ထွက်ကျင်တိုင်းထွက်လို့မကောင်းဘူးလေကွာရွာတိုင်းမှာရွာသူဆိုတာရှိတယ်ရွာဆောင်တွေရှိတယ် ူတို့ကိုအကြောင်းပြုပြီးမှဝင်လို့ထွက်လို့ရတာကွာဒါကြောင့်အလုရှုပ်လို့မဝင်တော့တာဒီမှာပဲပြောစရာကိစ္စပြောကြတာပေါ့ကွာအော်ဒါကြောင့်လားကဲဒါဆိုလဲဒီမှာပဲပြောကြတာပေါ့ဗျာကိုပြည်သီးကသူ့လွယ်ကြီးတဲ့ကတနက်ဖက်ဆေးလိတ်ဆေးလိတ်အစ်စ်တလိတ်ကို ထုတ်ပေးပြီးကဲဆေးလိတ်ကလေးဖွာလိုက်ပါအောင်ကွာအမောပြေပေါ့အဲ့လိုပြောရင်မိမိချစ်ကလေးကိုထုတ်ပေးတာပေါ့ဗျာကိုပေသီးကင်နေကြမိချစ်ကလေးပြတနုပြူကလှုပ်တဲ့ခြေဝါမိချစ်လေး ကျုပ်လည်းစိတ်လိမ်မီညီပြီးတဖွာနှဖွာဖွာလိုက်တယ်ကိုပေတီးရစကားဆတယ်ငါလာလာကိစ္စတကူရှိလို့กว่าတာတီးရဲ့ဒီနေ့မနက်အစောကြီးတို့ရွာတောင်ဘက်ကငွေတွင်းကုန်းမှာကောင်မလေးတယောက်ပိုးထီပြီးတေးသွားတယ်ကွာကိုပေတီးရဲ့မွေကုမွေကုနိုင်တာပဲသွားမကုဘူးလားအာငါ့ကူလာပြီးတော့လိုက်သွားတယ်လေဒါပေမဲ့ငါရောက်တော့မမီတော့ဘူးတာတီးရကောင်မလေးဆုံးသွားပြီအိုးဖြစ်မဖြစ်ရလေဗျာ အေးကွာမွေစိတ်ကတကိုယ်လုံးပြန့်နေပြီကွာငါရောက်တော့တိမ်လုံးငိုနေကြပြီငါလည်းအိမ်ပေါ်မတက်တော့ဘူးလေကွာလှည့်ပြန်လာခဲ့တယ်အဲ့ဒီမှာတင်ငါရမ်းအံ့ဩသွားတယ်ကွာဟင်ဘလို့ဖြစ်လို့လဲဗျဒီလိုကွာတာတီရဒီနေ့တနင်္ဂနွေနေ့မဟုတ်လားဟုတ်တယ်လေဗျဒီနေ့တနင်္ဂနွေနေ့အေးကောင်းမလေးဆုံးတာမနက်9နာရီထိုးလောက်ကွာအဲ့ဒါတနင်္ဂနွေအတခါပဲကွာပြီးတော့ဒီနေ့ပြာသူလာစမ်းတရက်လီပိုးထီးတဲ့ကောင်းမလေးကအသက်16နှစ်တဲ့ အပြူစစ်စစ်ပဲနာမည်ကမအေးဝင်တဲ့တနင်းကနွေတမီတယ်ကွဟင်အဲ့တော့ဘာဖြစ်တုံဗျဘာဖြစ်လို့တုံဗျကိုပေတီးရဲ့ဟာအဲ့ဓာမျိုးကအင်မတန်ကြုံတောင့်ကြုံခဲကွတာတေရပီယာစေးကွပီယာစေးဗျာပီယာစေးဟုတ်လားကိုပေတီးဟုတ်တယ်လေကွပီယာစေးဖော်လို့ရတယ်ကွပီယာစေးဆိုတာတကယ်ကိုရှိလို့လားဗျဟဲအောင်တာတေရရှိတာဘောကွတိတ်ရှိတာဘော ီယာစီဆိုတာယောက်ျားမိန်းမကိစ္စတင်ပြီးတာမဟုတ်ဘူးကကိုပြောသမျှအောင်တာကကိုလိုချင်တာတွေအကုန်ရတာကစီးဝါးရေးလုပ်ရင်မင်းတထေးဖြစ်ပြီပေါ့ကွာမင်းမလိုချင်ဘူးလားဟာဒီလိုဆိုရင်တော့လိုချင်တာဟုတ်ဗျာဒီစေးသာရရင်မြို့တက်ပြီးပဲပွဲယုံနှမ်းပွဲယုံထောင်ပြစ်လိုက်တော့မှာပေါ့ဗျာအေးပေါ့ကွာတာတီယာကဲပြောဗျာကိုပီတီဘယ်လိုလုပ်ရမှာလဲဟာဒါတွေကငါတက်ပါတယ်ကွာငါပိုင်ပါတယ် အေးအခုလိုမျိုးလာတလာရဲ့လာစမ်းသိရမှာတနင်္ဂနွေကြဖို့အဲ့ဒီတနင်္ဂနွေကြတဲ့လမှာတနင်္ဂနွေအခါမှာတနင်္ဂနွေတမီအပြိုစစ်စစ်တယောက်အစိမ့်သေးသေးဖို့ဆိုတာက ကြုံဖို့မလွယ်ဘူးကွာအခုတော့ကြုံပြီရေစောစောကပဲသူတို့အာသူပါချလိုက်ကြပြီမြုပ်ထားတဲ့မြေပုံကိုတေးတေးချာချာမှတ်ပြီးမှငါမင်းစီကိုလာခဲ့တာကွာဟင်းချက်ချင်းတကြိုရလာလားဟာဒါမျိုးကရက်မထားကြဘူးကွာအစိမ့်သေးလေးချက်ချင်းချရတယ် ရထားရင်ရွာခိုက်တတ်တယ်ကွ။အော်ဒီလိုလား။အေးညာမိုးချုပ်တာနဲ့မင်းပေါသူတလက်ဆွဲပြီးငွေရင်းကုန်းတုတ်တန်ကိုလာခဲ့ပြီးတော့ငါလည်းပေါသူတလက်ယူလာခဲ့မယ်။ပြီးတော့လူရာတွေအားလုံးငါယူလာခဲ့မယ်။မင်းငါမာလာငါမာလာတေချာလောက်ခဲ့နော်တာတေ။ဟာကိုပီတီးရလေတာတေပါဗျ။ဒီလိုထူးထူးဆန်းဆန်းကိစ္စမျိုးဆိုရင်တာတေတို့ကအခုလားဆိုတာမျိုးဗျ။စိတ်သာချညာကြရင်အရောက်လာခဲ့မယ်။ ေးကောင်းပြီတို့ကတကောင်းမကြောခင်လောက်ရမှာနော်ဟိုဘက်ရက်ကူးရင်မအောင်တော့ဘူးတိလားဩတိလို့လားတင်းတင်းကနွေမကြောခင်အပြီးစီရင်ရမှာပေါ့အေးဟုတ်တယ်တာတိရကဲငါရွာပြန်ပြီးစီစဉ်စရာတွေစီစဉ်လိုက်အောင်မယ်ကိုပေတီးကပြောပြောဆူဆူနဲ့လွယ်ကြီးလွယ်ပြီးထွက်သွားတယ်ကျုပ်လည်းရွာကိုပြန်လာခဲ့တာပေါ့ဗျာကိုပေတီးရဲ့ပြန်သွားတော့ပဲပြန်သွားတော့ပဲညနေ၄နာရီလောက်ပဲရှိနေပြီဗျာ ျုပ်လည်းမကြီးမင်အောက်ကကုတ်ပြစ်မှာအသာပြန်ထိုင်ပြီးကိုပေသည်ပြောတာတွေပြန်သွင်းနေမိတယ်။ပီယာစီဆိုတာတကယ်ရှိတာကိုဒီဆေးရရင်ပြောတိုင်းအောင်ဆိုပဲ။ပြီးပြီပေါ့ဗျာ။တာတီတယောက်တထေးဖြစ်ပြီပေါ့ဗျာ။ကျုပ်မျက်စီထဲမှာအခုမြင်နေပြီဗျာ။ကျုပ်ကအင်ကြီးအကောင်စားပစိုးအကောင်စားတွေနဲ့ကျုပ်ပိုင်နဲ့ပဲပွဲုံကြီးရှေ့ရမော်တော်ကားစီးပေးမှာရက်လို့ဗျာ။ပွဲုံနာမည်ရလဲပါတယ်။တာတီပဲ။တာတီပဲနှမ်းရောင်းဝယ်ရေးတယ်ဗျာ။ ျုပ်အလုတ်သမားတွေနဲ့ဘဲအိမ်နှမ်းကြီးတွေကိုထမ်းလို့ပေါ့ဗျာဟဲ့တာတိငုတ်တုတ်ထိုင်ပြီးပြုံးပြုံးကြီးဘာတွေများတဘောကြနေတုန်းဟဲ့လာလီထမင်းစားရအောင်အမေအော်လန်ကြားလိုက်တော့မှလည်းကျုပ်လေးလန့်ပြီးအသွေးတွေရက်သွားတာပေါ့ဗျာနဂါးစီးပေါ်လေးလေးတလေးဖွာရင် ပေါက်သူးကိုမကြည့်ပင်အရင်မှထောင်ထားလိုက်တယ်သုံးတော်ဒူတံမီးကိုလည်းမတိမတာကျုပ်ယူထားလိုက်တယ်မိုးဆုံဆုံချုပ်ပြီးဆိုတော့မှတံမီးလေးခါမှထိုးပြီးပေါက်သူးကိုပကုံးထမ်းပြီး ကျုပ်ထွက်လာခဲ့တယ်လာကွေညာပြကျေရောင်ကလေးလောက်ပဲရှိတာဒါပေမဲ့လမ်းတွေကကျုပ်ဖို့ကျုပ်ဖို့တော့ကြိုက်တဲ့ချိန်ထသွားနေကြလမ်းတွေပါဗျာငွေရင်းကုန်းတုတ်တန်ကိုရောက်ဖို့ဆိုရင်ပံပွေးကုန်းဘက်ကအရင်သွားရမယ်ပြီးတော့ပံပွေးကုန်းတောင်ဘက်ကညောင်ကျက်ပင်ကြီးရောက်ရင်အနောက်ဘက်ကိုချိုးချလိုက်ရုံပဲစုစုပေါင်းနှစ်နာရီလောက်တော့သွားရမယ်ထင်တယ်ကျုပ်လည်းပေါက်လူလက်ထမ်းပြီးတုတ်ချေတင်ရတာပေါ့ဗျာတစ်ချက်တစ်ချက်တော့ကြောတယ်တော့စိန်သွားသားဗျာပြာစည်းလိုချင်တဲ့စောကကတ်နေတော့တိတ်မကြောက်လှဘူးလေ ပန်ပွေကုန်းတောင်ဘက်ကညောင်ကျိညောင်ကျက်ပင်ကြီးအောက်ရောက်တော့တိပင်ကြီးဘော်ကစီးကွက်တကောင်လားမသိပါဘူးဗျာထော်လိုက်တာချက်သိန်းဘွားကနေဖြစ်ကနေထသွားလိုက်တာစိတ်ထဲကနည်းနည်းကြောက်လာလိုက်ပီယာစီးချောင်းတွေးလိုက်နဲ့အနောက်ဘက်ကိုချိုးလိုက်တယ်ငွေတွင်းကိုတုတ်တန်ရှိတဲ့ဘက်ကိုဗျာကိုပေသီးကြီးရောက်နေလောက်ပြီးထင်ပါရဲ့ငွေရင်းကုန်းတုတ်တန်ဝါရောက်တော့တစ်ပင်အုပ်အုပ်ကြီးတွေနဲ့တော်တော်မှောင်ရည်ကြီးကြနေတာဗျဟူး တိယကြီးခွေးဥတန်တွေကြားလိုက်ရတော့ကျုပ်သပင်တွေတောင် ထောင်သွားသလားလို့တောင်ထင်လိုက်ရတယ်ကျုပ်လည်းခါးကြကတံမီးကလေးကိုထုတ်ပြီးထိုးရတာပေါ့ဗျာငွေပါကင်းပါကရှိသေးတယ်မို့လားတံမီးနဲ့ဟိုထိုးဒီထိုးလှုပ်ပြီးတုတ်တန်စရက်ကိုရှာရတာပေါ့ကိုပေသည်ရောက်နေရင်လေကျုပ်လာတာတွေ့ရအောင်ပေါ့ဗျာမီးထိုးပြီးစရက်ကိုရှာရတာလေဟောတွေ့ပြီကိုကိုပင်အုတ်ကြီးတွေအောက်မှာစရက်ကလေးကျုပ်စရက်ပေါ်ရောက်တော့ကိုပေသည်ကိုရှာလိုက်တယ်မတွေ့ဘူးပေါ့ဗျာ ခွေးဦးတန်ကြီးကရုပ်တည်ရထွက်လာပြန်တော့ကြုတ်ဖြင့်လန့်သွားလိုက်တာဗျာမပြောပါနဲ့တော့မဟုတ်သေးပါဘူးကိုပေတီးကကြိုပြီးရောက်နေရမှာပါဘလို့ဖြစ်လို့နောက်ချနေပါလဲဖြောက်ဈေးရဲ့နောက်ဘက်ကတိတ်ကိုင်းချောက်တနင်းတန်ကြားလိုက်ရတော့အခုကြုတ်ကူးချက်ချင်းလှမ်းကြည့်လိုက်ပြီလေဩကိုပေတီးရောက်နေတာကို ဇေယျဘော်တက်လာတဲ့ကိုပီတီကိုကျုပ်ကကိုပီတီမြောက်သေးဦးမှတ်လို့ဗျာငါရောက်နေတာကြာပြီကတင်းငင်းကလေးသမီးကိုထားတဲ့တင်းကြိုင်တေးချောင်းသွားကြည့်တာပါတို့တိတ်သူရမှာမဟုတ်ဘူးကမြုပ်တဲ့လူကခပ်ဖွားဖွားပဲဖိုးခဲ့တာကကိုပီတီကဆေးဘော်လေးကိုမင်းညီပြီးဖွားနေတယ်အဲတော့မှပဲခလန်းလန်းကခွေးဥတန်ကြီးကထွက်လာပြန်တယ်ဗျာ ဒီတခါခွေးဥတန်ကပြောင်းမသွားပဲကျုပ်တို့ဘက်ကလာနေတယ်လို့ပဲကျုပ်ခွေးဥတန်ကနားဆင်နေတော့မှာပဲကဲတာသေးငါတို့အလုဆလိုက်ကြအောင်ကိုပေတီးကပြောပြောဆိုဆိုထားလိုက်တယ်ကျုပ်လည်းပေါက်သူကိုဆွဲပြီးထားလိုက်တယ်ငါပေါက်သူကမြေပုံနားမှာထားခဲ့တယ်ကျုပ်နဲ့ကိုပေတီးမြေပုံနားကိုရောက်တော့ဒီမြေပုံပဲกว่า ဒါတနင်္ဂနွေသမီးရဲ့မြေပုံလေးကိုပေတီးကမြေပြင်ကိုထိုင်ချလိုက်တယ်သူယူလာတဲ့မီးရင်ကလေးကိုမှန်ပြောင်းမှပြီးမီးထွန်းလိုက်တယ်မီးရင်ကလေးကသင်းမောတွေမှာတုံးတဲ့လေးကာပါတဲ့မီးရင်လေးပြကဲမင်းတံမီကိုခြားထားလိုက်တာတည်းလိုမှာပဲတံမီသုံးကအဝေးကလှမ်းမြင်နိုင်တယ်ကျုပ်တို့နှစ်ယောက်ပစိုးခတ်တူတူပြင်ဝစ်လိုက်ကြပြီးမြေပုံကိုတူးဖို့လှုပ်ရတာပေါ့ဗျာဒီမှာတင်ကိုပေတီးကမြေပုံရဲ့ခေါင်းကသွားပြီးရက်လိုက်တယ် အရှိနေထွက်အနောက်နေဝင်တောင်တန်ငါကွန်မြောက်တူဝန်တွင် ကျုပ်ဆရာပေတီရဲ့အမိန့်ပြန်တန်းသည်တန်နံ့ရောက်ရှိစေသည်ကျုပ်ဆရာပေတီဟာ9ရက်သားသမီးတို့ရဲ့အကျိုးကိုလူလာသောအားဖြင့်ဒီတနင်္ဂနွေသမီးရဲ့အကူအညီကို ယူလိုပါတယ်ဒီကလေးမရဲ့ဝိညာဉ်ကို ဟန်သားထားခြင်းထိမ့်သိမ့်ထားခြင်းလှည့်ဖြားထားခြင်း မရှင်းမရှိစေရတင်းင်းကနေတမိတင်သည် ရောက်ရာအရက်ကနေအကူးချက်ချင်းကျွန်ုပ်ထံသို့အရောက်လာခဲ့ရပြီကျုပ်ဆရာပေတိရဲ့အမိန့်ဖြန့်ကိုပေတိကလက်ထဲမှာကင်ထားတဲ့သူ့ရဲ့စေးချိန်လုံးနဲ့မြေပုံမှုမှုကြီးကိုဖြန်းကနေမြည်အောင်ရိုက်လိုက်တယ်ဗျကဲဒါဒီသူ့ကြဆိုလေ မီးရင်ရဲ့အလင်းရောင်ကလေးနဲ့ကျုပ်တို့နှစ်ယောက်တင်းချိုင်းကိုစပြီးတူးတာပေါ့ဗျာတော်တော်ကလေးတူးမိတော့တောက်တောက်ဖြည်း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 တက်တာကိုထိနေပြီးကွာကျုပ်တို့နှစ်ယောက်ချွေးတွေပြန်လာတဲ့အချိန်လောက်မှပဲတက်တာအခေါင်ကြီးပေါ်လာတယ်ဗျရုပ်တရက်ရုပ်တရက်တကြူရတာဆိုတော့ခေါင်းက အခေါင်းကအကျန်းတယ်ကြီးပေါ့ဗျာတာတီအခေါင်းကိုဖွင့်မယ်ဟေးမင်းနောက်ဆုတ်ကျုပ်တို့နှစ်ယောက်ပေါ်လာတဲ့တက်တာအခေါင်ကြီးကို ကာယခွာရက်ပြီးကိုပေတီးကအသင်ယူလာတဲ့တန်ကလော်နဲ့ခေါင်းဖုံးကိုဖွင့်လာပါဗျ။အေးရပြီကွာ။ပွင့်ပြီပွင့်ပြီပြောပြောဆူဆူနဲ့ကိုပေတီးကအခေါင်းဖုံးကြီးကိုမာပြီးတူးထားတဲ့မြေကြီးမြေကြီးပုံပေါ်ကိုတင်လိုက်တယ်။မိရောင်အောင်မှာကြုံမြင်လိုက်ရတာတော့တကိုယ်လုံးမဲပြာနေတဲ့ကလေးမလေးရဲ့အလောင်းဗျ။မအေးဝင်နဲ့ဗျာ။တနာပါလေဗျာ။ သူ့ခမညာအရွယ်ကောင်းလေးရောက်မှတေးရတာကိုပေတီးကသူ့လွယ်ကြီးကိုယူပြီးကြောက်ပြင်ကလေးကိုထုတ်တယ်ပြီးတော့တနခါတုံးတုံးခြေထည့်ထားတဲ့ပလင်းတလုံးအလောင်းရဲ့ရှင်ဘက်ပေါ်ကိုကြောက်ပြင်တင်တယ်ကြောက်ပြင်ပေါ်မှာတနခါတုံးလေးတင်ထားတယ်ရေပလင်းကလည်းဘေးမှာထောင်လို့ပြတင်းငွေသမီးအေးဝင်ဆရာခေါ်တယ်အခုချက်ချင်းအရောက်လာဘသူမှမဟန်သားစီရငါဆရာအမိတ် ကြုံလဲမျက်လုံးကိုပြူးနေအောင်ကြည့်ရပေါ့ဗျာဘာမှတော့မထူးခြားသေးဘူးဗျာအလောင်းကလည်းငြိမ်နေတာပဲဗျာတနင်းကလေးသမီးငါဆရာပေသည်အမိန်အခုချက်ချင်းလာခဲ့ဒီကိုယ်တဲကိုပြန်ဝင်လိုက်အခုပြန်ဝင်လိုက်အနောက်ဘက်ကနေလေးကလေးတစ်ချက်ဝှေ့တိုက်သွားတယ်တကူလုံးစိတ်ငနေဖြစ်သွားတော့ကျုပ်တိထားမိလိုက်တယ်ဟူးဟူး ွင်လိုဆဲဆဲငငယ်ဦးလိုက်တဲ့ခွေးဥတန်ကြီးတတန်ထွက်လာပြန်တယ်။ဖြန်း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 ဇေယျခေါင်မိုးပေါ်ကငှက်တကောင်ထပြန်သွားတဲ့အတန်ကိုလည်းကြားနေရတယ်။ခွေးဥတန်မရဘူးဗျာဇက်တိုက်ကိုထွက်နေရတယ်။ဖြန်း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 အနာကတစ်ပင်တွေပေါ်မှာအိတ်တန်းတက်နေတဲ့ပြိုင်းတွေတောင်ထပြန်ကုန်ပြီတခုခုပဲဆိုတာတော့ကြောက်သွေးမိတယ်။မီးရောင်ဖျော့ဖျော့လေးအောက်မှာတကူလုံးမဲပြနေတဲ့လူသေးအလောင်းကြီးပြ ပြီးတော့မြေချင်းပြင်းနာမှာထိုင်ပြီးတွတ်တွတ်နဲ့အမိန်ပေးနေတဲ့ဆရာကိုပြည်သည်တင်းချိုင်းတပြင်းလုံးဟိမ့်ထွက်နေတဲ့ခွေးဥတန်ကြီးတပြန်းပြန်းထပြန်နေတဲ့ငှက်တွေရဲ့တန်တော်တော်ခြောက်ခြားစရာကြီးပါဗျာကျုပ်ပြင်ကြက်သိန်းတွေတပြန်းပြန်းထနေတာပါဗျာဟာဒီတော့မှာပဲကျုပ်လုံးဝထင်မထားတာတခုဖြစ်သွားတယ်ဗျကျုပ်စုတော့တကောလုံးဆက်ကနေတုံသွားတာပေါ့ဗျာဘာဖြစ်လဲသိလားလောင်းကြီးကမျက်စိဖြတ်ကနေပွင့်လာတယ်ဗျ ဟုတ်ရဲ့လားလို့ကြုတ်သေးချာကြည့်လိုက်တယ်ဟုတ်ပါဗျာမျက်လုံးကြီးကပြူးနေတာပဲဗျို့အေးဟုတ်ပြီတနင်္ဂနွေသမီးရောက်ပြီဟုတ်ပြီငါဆရာအမိတ်ထထထိုင်လိုက်ထထိုင်လိုက်ဆရာကိုကူညီရမယ်ကူညီရမယ်ထထဟောဗျာထပြီဗျို့ထပြီဗျို့အလောင်းကြီးကမျက်လုံးပြူးနေတဲ့ထထိုင်နေပြီဗျအောင်မလေးတကယ်ကိုထိုင်တာဗျာဟုတ်ပြီတနင်္ဂနွေသမီးတနခါတော့ကိုကင်လိုက်ဟုတ်ပြီ ကင်လိုက်ရေထဲရေထဲငါဆရာအမိတ်တွေးတွေးတနခါ့ကိုတွေးဟုတ်ပြီတွေးဟာတွေးတယ်ဗျူတွေးတယ်ဒါဆိုရင်ပီယာစီရောက်တော့မှာဗျောကျုပ်လဲဝမ်းသာတယ်လို့ဖြစ်သွားတာဗျာတွေးတွေးတင်းငွေတမီအားကလေးစိုက်ပြီးတွေးกว่าရေထဲဟုံးလေရေထက်ထက်ရေထက်ထက်ကိုပေတီးရအမိန်တွေတွတ်တွတ်ပေးပြီးအလောင်းကောင်ကိုခိုင်းနေလေရဲ့အလောင်းကတနခါတော့တွေးတယ်ဗျာသူခိုင်းတယ်လို့ရေတော့ထပ်မထည့်ဘူး ြုတ်တိတိကျကျကြည့်ရတနခါးတွေထွက်နေတယ်ဗျရေထဲ့သူထဲ့လေကိုပေသည်ကအမိန်တန်နဲ့ခိုင်းနေဗျအလောင်းကကိုပေသည်ကိုမျက်လုံးပြူးပြူးကြည့်နေမော့ကြည့်တယ်အောင်မလေးကြုတ်ဖြင့်တုံသွားတာပဲဗျကိုပေသည်ကအမိန်ပေးနေပြီမြဲအလောင်းကရေမထည့်ဘူးဗျကျုပ်စိတ်ထဲမှာအလောင်းကနည်းနည်းပုံပြောင်းသွားတယ်လို့ပဲအရင်ပုံနဲ့မတူတော့တယ်လို့ပဲဗျကိုပေသည်ကိုမချေနှက်တယ်လို့ကြည်နေတယ်ဗျ ိုဘေးတီးကသူ့ရဲ့ဆေးချိန်လုံးနဲ့ရွယ်လိုက်ပြီးထက်ခိုင်းနေဗျ။ကဲအခုရေထည့်လိုက်စမ်းဒီလူတော့ဟုတ်သားပဲဗျ။အလောင်းကရေပလင်းကိုယူရေထည့်လိုက်တယ်။ကိုဘေးတီးကပလင်းကိုခလက်လက်အရွယ်တလုံးကိုအဖုံးမှာအပေါက်ကလေးဖောက်ထားတာဗျ။ရေကအနေတော်ပဲကြာတာ။တွေးတယ်ဗျ။တနခါတော့တော်တော်ထွက်နေပြီဗျဟုတ်ပြီဟုတ်ပြီတွေ့တွေ့ရေထဲလိုက်အောင်ရေထဲလိုက်အောင်ကိုပီတီးကရေထက်ထက်ကိုင်းတယ် ဒါပေမဲ့အလောင်းကမထည့်ဘူးဗျတနခါသွေးတာတော့မရဘူးသွေးနေတယ်ဇက်တိုက်ကိုသွေးနေတာကိုပေတီးကချိန်လုံးကိုအပေါ်မြောက်ပြီးအမိန်ပေးပြီမယ်ဒီတခါတော့မရတော့ဘူးဗျကိုပေတီးရတယ်အမိန်တွေပေးလာပဲဗျဒါပေမဲ့အလောင်းကတိတ်ပြီးမနာခံတော့တယ်လို့ပဲသူ့စကားကိုလုံးဝမနာခံတော့တယ်လို့ပဲမျက်လုံးပြူးပြူးကြီးနေကိုပေတီးကိုမော့ကြည့်နေပြီးသွေးနေတာဗျကိုပေတီးကတတိကိုပေတီးတတိလဲထောင်းဗျလို့ကျုပ်ကတတိပေးလိုက်တယ် စိတ်ဝင်ဘူးနဲ့တာတည်ဒီလောက်ကတော့ပေသီးကိုမမှုဘူးကဟဲ့ကောင်မကူရေထဲ့စမ်းငါမိန်ကိုပေသီးလေတံပြောင်းသွားပြီးခက်ချမ်းချမ်းပြောပြီးခိုင်းနေအလောက်ကအလောင်းကတနခါသွေးတော်ကိုမရက်ဘူးဗျရေတော့ထပ်မထဲ့တော့ဘူးအလောင်းကခေါင်းထဲမှာပဲရှိနေသေးတာဗျပလက်ကနေထထိုင်နေတာခြေထောက်တွေကဆင်းထားတဲ့အတိုင်းပေါ်သူ့ပေါင်ပေါ်မှာကြောက်ပြင်းတင်ပြီးသွေးနေတယ်လေဗျခမားတို့သွေးကြည့်လိုက်သွေးလိုက်တာနဲ့ကိုချက်သိမ့်ထလာတဲ့အာကြီး ကိုပေတီးကစိတ်မရှိတော့ပဲဒီကောင်မတော့ငါထတ်တဲ့ရင်နောက်တစ်ခါထတ်သေးဦးမယ်ခိုင်းရင် ခိုင်းတဲ့တိုင်မလုပ်ဘူးလို့ပြောပြီးကိုကိုရှေ့ကုန်းလိုက်တယ်ပြီးတော့အလောင်းဘေးမှာသုံးလုံးလှဲနေတဲ့ရေပလင်းကိုလှမ်းပြီးကောက်တယ်ဒီမှဒီမမျော်လင့်တာဖြစ်တော့တာပဲဗျာအလောင်းရဲ့လက်နှစ်ဖက်ကလေထဲကိုမြောက်လာပြီးကိုပေတီးရဲ့ခေါင်းကစပင်ကိုစက္ကနဲ့ဆွဲချလိုက်တယ်ကိုပေတီးအရှိန်လွန်ပြီးအခေါင်းပေါ်ပြုတ်ကျသွားတယ် အလောင်းကလက်တဖက်ကကိုပေသီးရဲ့ဆပင်ကိုဆွဲထားပြီးတဖက်ကကြောက်ပြင်ကိုကင်ပြီးထူတော့တာပဲဗျာခွတ်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 ဟာ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 ငါဟဲ့ငါငါတနင်းကလေးတမီမဟုတ်ဘူးငါမဖဲဝါဟေးနင်းလူဆရာကမြန်ငါတင်းညိုင်းနဲ့လာပြီးစွာတယ်လို့ခွတ်ခွတ်ခွတ်ကြောက်ပြင်းနဲ့ထုတယ်ဟာ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  ဟာမဖဲဝါဆိုပါလားတင်းချိုင်းဆောင်မဖဲဝါဆိုတာထင်နေကျုပ်ထောက်တဲ့အသွေးနဲ့ပြောတဲ့စကားပြကိုပေသီးရဲ့ခေါင်းကသွေးတွေမြင်မကောင်းအောင်ထွက်လာတာပေါ့ဗျာတာသေးပြေးတော့ပြေးတော့ဘလုံးတွေးအတန်ကြီးနဲ့ကျုံးအောင်လိုက်တဲ့ကိုပေသီးရဲ့စကားလဲကြားရောကျုပ်လည်းဘယ်ပြောကောင်းမလဲပေါက်သူးလေးပြေးဆွဲပြီးတကြုံနဲ့တုတ်တာပေါ့ဗျာခွတ်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 ဟာ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 မဖဲဝါဟဲဟဲငါ့ကိုစမ်းကျင်နေကော ကဲဟာကဲဟာဆိုတဲ့အတန်ကြီးကကျုံနောက်ကိုပြေးလိုက်လာတယ်လို့ပဲဗျာကျုံလဲမနာတမ်းပြေးလိုက်တာခါးကြားမှာထိုးထားတဲ့ဓမီလေးရတယ်ဘယ်နာကြကြံခဲ့မှန်းတော့မသိတော့ဘူးဗျာလမ်းမှာလဲ၃ကားလောက်ချော်လဲသေးတယ်ဗျာဘုံနဲ့လဲလိုက်ကုန်းထပြီးပြေးလိုက် အင်းကိုဘလို့ရောက်လာမှန်းကိုမသိတော့တာဗျာနောက်တနေ့ရောက်တော့ငွေရင်းကုန်းတုတ်တံမှာ အလောင်းဖော်ပြီးစေးစီရင်နဲ့ပျောကဆီဟာကိုပေသည်မြေချင်းထဲမှာမှောက်ခုံပြီးတည်နေတဲ့တည်င်းကတော်မီလိုပြန့်နေတော့တာပေါ့ဗျာကျုပ်လည်းထဏောင်းကုန်းမှာလည်းဒီတည်င်းပဲပြောနေကြတာပြုကိုပေသည်ခေါင်းတစ်ခုလုံးကြေမွာပြီးအုံနောက်တီတောင်ထွက်နေကြတယ်ဆိုပဲကိုပေသည်ဘလို့ဖြစ်ပြီးတည်တယ်ဆိုတာဟိုတော့ဘဒူးမှအတိအကျမသိကြဘူးပေါ့ဗျာအလောင်းကတော့မြုပ်ထားတဲ့အတိုင်းမလုံးမဆက်ပဲတဲ့ဗျကျုပ်လည်းတည်င်းမျိုးစုံကြားရပြီမဲ့ ဘာမှမသိတယ်လို့မသိကြအောင်စောင့်နေရတာပေါ့ဗျာအခုဆိုရင် ကိုပေသည်တေတာကြာခဲ့ပြီဗျအဲ့ဒီညကကျုပ်ပါခဲ့တယ်ဆိုတာအခုအချိန်ထိဘယ်သူမှမသိကြသေးဘူးဗျအဲအခုနားထောင်နေတဲ့ခမည်းတော်ကလွမ်းရင်ပေါ့လေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့နောက်နောက်ဗီဒီယိုများမှလည်းအကောင်းဆုံးဖြစ်အောင်ကျွန်တော်တင်ဆက်ပေးပါမယ်ခင်ဗျာ နောက်ဗီဒီယိုများကိုဆက်ကြည့်နိုင်ဖို့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးလုပ်ထားပေးပါပုံမှန်လေးတင်ဆက်ပေးသွားပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ